Hello အားလုံးပဲမင်္ဂလာပါ Steven View ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်ဒီနေ့ကစားခဲ့တဲ့ Liverpool နဲ့ Manchester United တို့ပွဲမှာ Manchester United က2-1နဲ့ Anfield မှာနိုင်ရသွားတယ်ဒီအနိုင်ရလက်က Amorin လက်ထက်ပထမဆုံးနှစ်ပွဲဆက်တိုက်လိပွဲအနိုင်ရတဲ့ပွဲဖြစ်ပြီးတော့အဲဒီရာဒီအနေနဲ့ Manchester United ကပထမဆုံးအကြိမ်အဝေးဝင်းမှာနိုင်ရတဲ့ပွဲဖြစ်ခဲ့တယ်အဲ Liverpool တက်ကတော့ Anfield မှာဒါဟာပထမဆုံးရှုံးတဲ့ရှုံးပွဲဖြစ်ခဲ့တာပေါ့နော်အဲ့တော့ ဒီပွဲအခြေအနေမှာပထမဆုံးလူစင်းအခင်းကြီးကိုကြည့်လိုက်မယ်ဆိုတော့အရင်ပွဲမှာပါခဲ့တဲ့ဆက်စကိုဒီပွဲမှာအဲကိုညာနဲ့လဲထားခဲ့တယ်ပြီးတော့ကျန်တဲ့နေရာမှာဒီဒလစ်က right center back နေရာကိုသွားပြီးတော့ Harry Maguire ကယူယူနေရာမှာဝင်ပြီးကစားခဲ့တယ်ဟောယူယူအဲ Harry Maguire က CCB ဖြစ်ပြီးတော့ဒလစ်က RCB ဖြစ်ခဲ့တယ်ကျန်တဲ့နေရာတော့အပြောင်းလဲမရှိလာဘူးဒီပွဲမှာ True Jar အနေနဲ့ Armat ကိုထည့်သုံးတာကိုမြင်ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ကတော့သူကဘာကြောင့်ကိုညာကို Sesco ဆက်စကိုအစားကုန်ညာကိုဘာကြောင့်ထက်ထက်ရလဲဆိုရင်တော့သူပြောသွားတဲ့ပုံစံဒီဆက်စကိုတိုက်စစ်မှုမျိုးကတစ်ဖက်ကခံစစ်မှုတွေအတွက်ထိန်းချုပ်ရတာပို့ပြီးတာဂက်ထားရတာလွယ်တဲ့အတွက်ကြောင့်ဒီကုန်ညာလိုတိုက်စစ်မှုဆိုရင်တော့သူတို့ဘက်ကသူကထိန်းချုပ်ရတာခက်မဲ့ဆိုပြီးသူအတွေးနဲ့သူအဲ့လိုမျိုးကုန်ညာကိုထည့်ပြီးတော့ဆက်စကိုအနာပေးခဲ့တယ်လို့သိရတယ်အဲအာမက်ဒီယာလိုထည့်တာတော့ဒါနည်းနည်းတော့စမ်းတယ်ပုံမှန်အားဖြင့်တော့ဒီလိုပွဲကြီးဆိုအာမက်ဒီယာလိုလုံးဝမသုံးဘူးရယ်ဝင်ဘက်နေရာမှာတခါလေနံပါတ်10နေရာမှာဆော့ရတာမျိုးပဲရှိတယ် ဒီဘက်မှာဒီဒီဘက်မှာပွဲထွက်ပါလာတယ်ကျွန်တော်ကဒါလောက်ပဲပါမယ်ထင်ခဲ့ပေမဲ့သူကတော့ဒါလောက်ကိုလက်ဝင်းဘက်မှာထားပြီးတော့ right wing ဘက်မှာအမက်ဒီယာလို့ထားခဲ့တယ်အဲ့ဒီအကျိုးရလက်အနေနဲ့ပွဲဆက်ဆက်ချင်းမှာပဲအမက်ဒီယာလို့နဲ့အန်ဘူရဲ့အတွဲကနေပြီးတော့ဒီနောက်တက်ကဦးဆောင်ဂိုးရသွားတယ်အဒီဂိုးမှာဒီမက်လက်စတာခေါင်းကိုထိသွားတဲ့အတွက်ကိုဒိုင်းကာဝစီမဟုတ်ဖို့အတွက်ကိုလဘဘက်ကမျောလင်းခဲ့ပုံရတယ်ဒါကတော့မပြီးတော့လဲကိုရတယ်ဗောနော်အဲ့မှာဘူဖိုင်နက်ကဒီ second wall ကောက်ပြီးတော့ အဒီအမတ်ဒီယာလိုပေးတဲ့အမတ်ဒီယာလိုခင်းပေးပြီးတော့အဘူဘိုကအဆုံးတန်နိုင်ခဲ့တယ်။ဒီနှစ်ယောက်အမတ်ဒီယာလိုနဲ့အဘူဘိုကြားထဲမှာဒီလိုမျိုးအခြေဆက်လေးရှိလာတာဒါအများကြီးကောင်းသောအဲဟိုပါဗော။အဲအများကြီးကောင်းတဲ့လာလာပေါ့နော်လာလာလို့ကျွန်တော်တို့မြင်နေဒီနှစ်ယောက်ကဒီဘက်ညာဘက်တစ်ချမ်းလုံးမှာလုံးဝအောင်ကောင်းသွားပြီဘက်ဘက်တစ်ချမ်းမှာတော့နည်းနည်းလေးပြောစရာလေးတွေရှိတယ်ဒါလော့နဲ့ဒီမေဆင်မောက်ဒီနှစ်ပွဲမှာအတက်ကင် လုံးဝကိုမကစားသလောက်ပဲအ နေတယ်ဒါသူတို့ဘက်ကိုသူတို့ဘက်ကိုတမင်လူပေါ်ပါပေါ့နော်ဒီဘက်က pressure ရောက်လာအောင်သူတို့ကစားရဲကစားပြီးတော့ဒီဘက်ကအန်ဘူကိုအဲအာမက်ရှီကိုဘောလုံးရောက်အောင်သွားတာမျိုးရှိအဲတခါတလေမှမြင်ရတယ်ဒါကကျွန်တော်ထင်ဘရူနိုဖာနန်ဒက်စ်ကကန်ချက်ကလည်းဒီလိုဟိုဘက်ကနေပြီးတော့ဟိုဘက်ကိုဟိုဒီလူပေါ်အောင်လုပ်ပြီးတော့ဒီဘက်ကိုအဲညာဘက်ချမ်းကိုဘယ်ဘက်ချမ်းမှာလူပေါ်အောင်လုပ်ပြီးညာဘက်ချမ်းကိုလူဘောလုံးပို့ပြီးတော့အဲ့လိုမျိုးအဲ ါဒါ site change ပြီးတော့ကစားပြီးတော့အခွင့်အရသာလို့ပြောလို့ရတယ်ဒီ Bruno Fernandes ရဲ့ goal သာ goal ခဲ့မယ်ဆိုရင်တော့ပထမဆုံးက2 goal အဆောင်ရခဲ့မှာဒါပေမဲ့ဒီဘက်ကလည်းဘာလို့ပြန်ကြည့်ရင်လည်းဘာလို့လဲအခွင့်အရေးတွေရတယ် Gabo တိုင်နေထိတယ်ဒါကတော့တိုင်ထိအောင်ကန်တာတော့မတက်နိုင်ဘူးပေါ့နော်အဲ့တော့တိုင်ထိတယ်ပထမဆုံးက1-0နဲ့ပဲပြီးသွားတယ်ဒုတိယပိုင်းမှာတော့ Amadia လို့ over get ထိတယ် Amadia လို့ over get ထိရဲ့ပြီးတဲ့နောက်ပိုင်းမှာအမတ်တရလိုလဲလိုက်တယ်ပေါ့အဲ့ဒီအချိန်အပိုင်းခြားလဲတာ59မိနစ်လောက်မှာအဲ့ဒီနောက်ပိုင်း62မိနစ်မှာ လီဗာပူးကအော်အတက်လို့ပြောလို့ရတော့လေဒီစိုက်ဘက်တွေစိုက်ဘက်တချို့ကထုတ်ပြီးတော့သူတို့ကကပြန်ကြည့်မယ်ဆိုအနင်းစတော့ဘက်ကပြန်ကြည့်မယ်ဆိုရင်အမက်ဒီယာလို့မရှိတော့တဲ့အတွက်သူတို့ကအတက်ကင်ကိုပို့ပြီးတော့ဟိုပို့ပြီးလိုက်နိုင်သွားတယ်။ဘာကြောင့်လဲဆိုတော့ဒီအမက်ဒီယာလို့နဲ့အမ်ဘူဘူတပည့်သရက်ကအဲလီဗာပူးကိုကိုသူတို့ဘောလုံးရတဲ့အချိန်တိုင်းမှာတခုခုတော့ချင်းချောက်ဖို့အတွက်ကိုစူးစမ်းတာမျိုးမြင်ရတယ်။အခုချိန်မှာအမက်ဒီယာလို့မရှိတော့ဘူးဆိုတော့သူကအမ်ဘူဘူတယောက်ထဲနဲ့တော့သူတို့ ကောင်းမွန်စွာထိန်းချုပ်နိုင်မယ်လို့ထင်ပြီး order update လို့ပြောလို့ရတယ်တိုက်စစ်မှုတွေရောဒီကွင်းနဲ့ကစားသမားတွေရောအဲ့ပြောင်းလဲပြီးထည့်လာပြီးတော့လိုဘဘူးကလုံးဝအောင်စီးသွားခဲ့တယ်ဗျအဲ့နောက်ပိုင်းမှာဒါကကိုယ့်ဘက်ကလည်းတရက်ကလည်းမရှိတော့ဘူးအဲ့ကက်စမီရိုကလည်းလဲရတော့မှအခြေဖြစ်တော့ကက်စမီရိုလဲရတယ်ဥကာတီနဲ့လဲလဲရတယ်ကက်စမီရိုရဲ့အဝါကက်တွေတချို့ကပြောချင်းပြောလိမ့်မယ်ဒါပေမဲ့ကက်စမီရိုတိတယ်သူလဲတော့မှမင်းတိလို့သူစာလားကိုတမင်လုတ်ပြီးတော့မှသူအဝါကက်ယူပြီးလဲသွားတာပထမပွဲကလည်းဒီလိုပဲအဝါကက်ယူပြီးလဲသွားတာ 3မိနစ်လောက်အကြာမှာလို့သူကလည်းတယ်ဒီပွဲကတော့ချက်ချင်းအဲဘေးကကွင်းကွင်းဘေးကဥကာလီဝင်လာတယ်ဒန်ရဆိုတာမဟုတ်ဘူးတော့မျောမျောလင်းပါတယ်เนาะကက်စမဲရိုအနေနဲ့အဲ့တော့အဲဒီနောက်ပိုင်းမှာဟိုဘက်ကဒီဘူနိုဖာနန်ဒက်စ်အကြောင်းလဲဒီဒီညမနေ့ထည့်ပြီးတော့ပြောရလိမ့်မယ်လို့ထင်တယ်ကျွန်တော်အဲအပိုင်းမခွဲတော့ဘူးတခါတည်းပွဲထဲအကြောင်းပဲပြောသွားတော့မယ် ဘူဖန်နဲ့ပတ်သက်လာရင်သူကကက်စပယ်ဘရူဖန်နဲ့ကနေဆိုတော့30ကျော်လေးဒီလိုပွဲမျိုးမှာအင်တိုင်းအားတိုင်းကစားတယ်တိတ်ကြပါ့ကို energy level ကမလုံးတော့ဘူးအဲ့အပြင်ကိုတယောက်နဲ့တယောက်ကဖြည့်ပြီးကစားပြီးနေရတဲ့ပုံစံမျိုးလည်းရှိတယ်တကယ်လို့ဘူဖန်နဲ့ဒါ position awareness ကောင်းရင်ကက်စပယ်ကိုအလောက်ပြန်မှမဟုတ်တယ်လို့ကက်စပယ်တို့က energy ကောင်းမယ်ဆို ူရိုဖိုင်ဒါလည်းအဲ့လိုပြင်မှန်းမှာမဟုတ်ဘူးကိုရောဘူရိုဖိုင်ဒါကတစ်ခါတလေမှာလူကြုံသွားတယ်အမကက်စမဲရိုကလိုက်ရတယ်သူတို့နှစ်ယောက်ကျွန်တော်တယောက်တော့ဖေးမှရင်းနဲ့နှစ်ယောက်လုံး energy ကုန်နေရလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့အဲကက်စမဲရိုအနေနဲ့ minute 40ကြော်လာသူ energy ကုန်သွားတယ်အဲဒါမဲ့ဒုတိယပိုင်းအစားလေးမှာနည်းနည်းပြန်ပြီးကစားနေတယ်ဘူရိုဖိုင်ဒါစ်ကြတော့ဒီ minute 60ကျော်90ကျော်မှာ energy ကုန်သွားပြီးတော့ကောင်းကောင်းမကစားနိုင်နိုင်မျိုးကျွန်တော်ကြာခဏတွေးရတယ်လို့ခံစားရတယ်ကျွန်တော်ပြီးခဲ့တဲ့ဆန်နလန်းဘွဲမှာလည်းအဲ့လိုမျိုးပေါက်သွားတာမျိုးကျွန်တော်3ထားမိခဲ့တယ်ဗျသူ မလိုက်နိုင်တော့ဘဲနဲ့လက်ကိုလှုပ်လိုက်တဲ့ချိန်မျိုးပေါ့ဒီဘွဲမှာလည်းအဲ့လိုပဲသူ့ရှိကိုသူ့ချောက်တဲ့ဘောလုံးမထည့်ရင်သူဘောလုံးမလိုက်နိုင်တော့အဲ့တော့ကျွန်တော်ကြည့်နေတာဘလူးဟာတ်ကိုလဲတဲ့နေပြီဒါပေမဲ့အဲအဲ့အချိန်မှာပဲလဘဘဥဆောင်ကိုရလဘဘချေပါကိုရသွားတယ်ကပိုကိုကိုရသွားတယ်မဟုတ်လားကလပ်တွေတိုက်ပြီးဘောလုံးကကပိုရှိရောက်သွားတယ်ကပိုကိုသွင်းနိုင်လိုက်တယ်1-1ဖြစ်သွားတယ်အချိန်နေရတော့ အဲတကယ်တကယ်ဆိုတော့ group product ကိုလဲတဲ့ပေမဲ့နီးပြအနေနဲ့သူတို့ရှီကနေပြီးတော့တစုံတစ်ခုလေးများရအောင်မလားဆိုပြီးတော့စုတ်ကင်ထားဝင်ရပါတယ်ဒါ group product ကတစ်ဖက်ကလည်းဘာလို့ကစာလာတော့ပေါ့နော်အဲ့လိုမျိုးအနေထားနေပြီးတော့နောက်ဆုံးမှာတောင်းကမောရပြီးတော့ဟိမကွိုင်းကနေ United ကိုကယ်တင်သွားတယ် United နဲ့ပထမဆုံး MV မှာလာရသွားတယ်အဲခုနပြောတဲ့ပုံစံခုနပြောတာကိုဆက်ရအောင်နော် group product ရဲ့ energy level ကို United အနေနဲ့နောက်ပွဲတွေမှာထပ်ပြီးစဉ်းစားထားဖို့လိုတယ် ကက်စမဲလ်တယောက်လဲဖို့တော့အများကြီးစဉ်းစားထားတယ်ပြဿနာမရှိမြဲနှစ်ယောက်ဆိုတော့ဒါတတိကြပိုင်းရပြဿနာရှိတယ်ဒါပေမဲ့ကျွန်တော်မှာတခြားရွေးတာတော့မရှိဘူးကိုဗီမင်းနုနဲ့ဘလူးဖိုင်နယ်နဲ့နေရာကိုလုံးဝဖြည့်ပြီးကစားနိုင်မှာမဟုတ်ဘူးကိုဗီမင်းနုရဲ့ energy level ရောသူ့ရဲ့ vision ရောလုံးဝဖြည့်ကစားနိုင်မှာမဟုတ်အဲ့တော့ဒီတော့အဲအမော်ရီနေနဲ့တခုခုတော့စဉ်းစားထားဖို့ဘက်ကနေနဲ့စဉ်းစားထားဖို့တော့တော်တော်ကြီးကိုအရေးကြီးလို့ထင်တယ်ဒီဒီနှစ်သင်းကြအပေါ်ရန်ပြန်ကြည့်မယ်ဆိုရင်တော့နှစ်သင်းလုံးကလည်းပဲအပြောင်းအလဲတွေများတယ်လို့ပြောလို့ရတယ်ကိုရီ ဒီ Manchester United ကလည်းရှေ့တန်းတစ်ခုလုံးဟိုဘောင်းလောက်ထားတာအဲ့တော့ Ambo ကိုကွန်ညာအဲ Ambo ကိုကွန်ညာရဲ့ဒီ Sasco ရဲ့ဒီကစားသမားတွေနဲ့ဂျန်နဲ့ရှိနေတဲ့ Mason Mount လို့ Bruno Fernandes လို့ Casemiro လို့ Amedia လို့လည်းနေရလည်းပဲခုမှသူတို့တွဲကစားတာဖြစ်တဲ့ကြောင့်သူတို့ဂျန်နဲ့လင်းလေးတွေချိတ်ဖို့လိုအပ်နေရလေးရှိတယ်ဒါပေမဲ့ဒါလေးတွေကအခုချိန်မှာပိုပြီးကောင်းကောင်းလေးမြင်လာပြီလို့ကျွန်တော်မြင်ရတယ်အခုဆို Amedia လို့နဲ့ Ambo ကိုကြားတဲ့ link ကောင်းကောင်းလေးတွေကိုကျွန်တော်တို့မြင်ရတယ်ဒါကအဲကောင်းလာတဲ့အလားလာပါတော့တခြားဒီကွန်ညာနဲ့ ဒီဒိုဂူအတွဲမျိုးလေးဒီလိုမျိုးအတွဲလေးတွေလည်းပဲကောင်းလာတယ်မြင်ရတော့ဒါတော့ကောင်းတယ်ဘာလို့လဲဆိုတော့သူတို့ကခုမှတွဲကစားဖြစ်တဲ့တွေ့ရအမော်ရင်းအတင်းက transition အရန်မြန်မြန်သွားကျင်တာဖြစ်ပြီးတော့တယောက်တယောက်ကိုအော်တိုနားလဲနေမှာအလုပ်ဖြစ်မှာအဲ့တော့ခုလိုမျိုးဟိုတယောက်တယောက်နားလဲသွားရင်တော့ဒါကတော်တော်ကြီးအလုပ်ဖြစ်လာမယ်လို့မျှော်လင့်လို့ရတယ်ဗောနော်လီဗာပူးဘက်ကပြန်ကြည့်မယ်ဆိုရင်လီဗာပူးကလည်းအလိုပဲ overhaul လုပ်တာမဟုတ်ပေမဲ့သူတို့ကဖြည့်ထားတာတွေများတယ်ဒီ Florian Vaz, Izat, Ikidiki စသဖြင့် ဖြည့်ထားတဲ့ player တွေများတဲ့အတွက်ကြောင့်သူတို့ချင်းမှလည်းနားလည်မှုတိဆောက်ရတယ်အဲ့လိုနားလည်မှုတိဆောက်ရမျိုးတွေရှိတယ်ပြီးတော့ Arne Slot ကအရင်ရာသီက format နဲ့အဲသူတို့အသားကြပြစားပုံစံကိုသူတို့သူ့ပုံစံသူ့စိတ်ကြိုက်ပုံစံ transition ကိုတွားနေရလို့ကျွန်တော်ယူဆတယ်အဲ့လိုယူဆတဲ့ဂျားထဲမှာနည်းနည်းပြဿနာလေးတွေရှိတယ်ပေါ့နော်လုံးလုံးမရတာလေးတွေကစားသမားအပြောင်းလဲလေးတွေအဲ အလက်ဇန္ဒားအာရုံမရှိတော့ပြဿနာလေးဒီလိုပြဿနာလေးရှိရဒါလေးကိုသူချိန်ညှိနေရင်းနဲ့ဒါပေမဲ့ဒီချိန်မှာ reset ကအေးကြီးလာပြီဆိုပြီး United နဲ့ပွဲမှာသူအရင်တော့ကစားခဲ့တဲ့ပုံစံတိုင်းသူပြန်ပြီးကစားတယ်ပြန်ပြီးကစားတယ်ပေါ့နော်အဲ့တော့ပြန်ပြီးကစားတယ်ဒါပေမဲ့အာအလုတ်ကလည်းမဖြစ်သေးဘူးအလုတ်မဖြစ်သေးဘူးဒီဒီကစားသမားတွေတန်တရာတဲ့ကစားသမားတွေကလည်းထဲ့မှာကစားရင်သူတည်းဖီရလာမှာဆိုတော့သူကြားအကြားထဲမှာပြဿနာလေးတက်တယ်ဒါပေမဲ့သူတို့မှာကစားသမားကောင်းတွေရှိတဲ့အတွက်တစ်ချိန်ချင်းတော့ပြန်လာပါဘူးခုလောဆိုတော့လေးဘက်တိုက်ရှုံးပွဲ ကျုံသွားပြီလီဘွဲ၃ဘွဲတိုက်ရှုံးသွားပြီဆိုတော့ဒါအာနီစတော့အနေနဲ့တော့ PR အဲ့တော့နည်းနည်းဝင်သွားပြီလို့ပြောလို့ရတယ်နောက်တစ်တစ်ခုကိုရီယူနိုက်တက်ဘက်ကပြောရမယ်ဆိုတော့ကွန်ညာကွန်ညာကိုဘယ်လိုမြင်သလဲဆိုရင်ဒီ Twitter ပေါ်မှာတော့တချို့တတိကိုရီပေါ့နော်ဒီ analyst တွေကသူများနဲ့တူဘဲနဲ့ထူးခြားကျင်တဲ့တော့ဒီဘွဲတို့မန်ရသမားကွန်ညာဆိုတာမျိုးပြောနေကြတာမျိုးကျွန်တော်ခုနတွေးလိုက်တယ်ဒါပေမဲ့အာမန်ရသမားရလောက်အောင်တော့ကောင်းတာမျိုးတော့မဟုတ်ဘူးဒါက နားလည်ပြီးလို့ရတဲ့ခြေဆံမျိုးတွေကျွန်တော်မြင်တယ်တချို့ကလည်းမကြိုက်ဘူးကိုညာ float သွားပြီလားဆိုတာမျိုးတွေကျွန်တော်ခုန live မှာတွေ့လိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးကြည့်တဲ့အချိန်ကျွန်တော်ပြန်ပြီးသဘောပေါက်တဲ့အချိန်ကတော့ကိုညာကအခုချိန်ဒီမှာအဆင်ပြေတယ်ဘာလို့ကျွန်တော်တို့က ဘောကေရီယာဘောကေရီယာဆိုပြီးလိုချင်ခဲ့တယ်ဒါကျွန်တော်ခုမြင်နေတာဘောကေရီယာဘောကေရီယာဖြစ်တဲ့တော့ကြောင့်ပစင်နေမယ်သူ့အသူဘောလုံးကိုဆွဲတက်သွားမယ်အဲအဲ့တော့လင့်ကက်ချိတဲ့နေရာလေးလေးမှာနှေးတာကိုရလေးမြင်ရတခါလေးအန်ဘူဘူတောင်းနေရသူမပေးတာမျိုးပေါ့နော်အဲ့လိုမျိုး delay လေးတွေဖြစ်တာရှိတယ်ဒါလေးတော့တော်တော်နားလည်မှုနဲ့ပြင်ဆင်သွားရင်တော့ပိုကောင်းမယ်သူရှိတော့ကျွန်တော်ပို့ပြီးတော့မျောလင်းလို့ရမယ်လို့ကျွန်တော်မြင်နေသူဘောလုံးဆွဲတာ ပြီးတော့ဒီဘောလုံးခုထားတာအတွက်ကြောင့်တခြားလူတွေမှာ speed တွေရသွားတာမျိုးသူ့ရှီကို attention ရသွားပြီးတခြားလူတွေမှာ speed တွေပိုကျသွားတာမျိုးဒီမြင်ရမယ်လို့ကျွန်တော်တော့ဟိုထင်တယ်ပေါ့နော်အဲ win back ပြဿနာကလည်းပဲကျွန်တော်တို့ကအခု win back ကအာ mezzozio ဖယ်ထားလိုက်မဲ့ဆိုရင် amadia လိုရဲ့ dogu ရဲ့ miss အဒီအာ delock ပေါ့နော် delock ရှိတဲ့ဘက်ကတော့ tactic ကတော့တည်တယ်ဒါပေမဲ့ခံစစ်ပိုင်းကတော့ ကျွန်တော်အမြင်မှာတော့မစိုးလာဘူးဒါဒါလောကကောင်းလည်းမကောင်းဘူးစိုးလည်းမစိုးဘူး every player တဲ့အဲ့ဒီအဲ့လို player တွေကအသင်းတွေမှာပြဿနာတော့ရှိရဲဒါကောင်းလည်းမကောင်းဘူးစိုးလည်းမစိုးဘူးဆိုတဲ့ပြဿနာတွေကအမက်တီယာလိုကတော့ attacking ဘက်မှာတော်တော်ကြီးစိတ်ချပြီဒီနေ့ဘက်မှာ defending လည်းသူရှိနေချိန်မှာစစ်ပေးတယ် attacking ကောင်းနေရင်ဗျာတစ်ဖက်ကတိတ်မတိုက်ရဲဘူးမတိုက်ရဲဆိုတော့ defending ဘက်မှာလုံနေပါတော့အဲ့လိုမျိုးအကာအကွယ်လေးရတယ်။ဒီဘက်ကဒိုဂူကတော့သူကကိုညာနဲ့တွဲရင်တော့အလုပ်နည်းနည်းလေးဖြစ်တာလေးရှိတယ်။ဒါပေမဲ့တစ်ခါတလေသူ့ရဲ့ control တွေက လက်ခံနိုင်စရာမရှိဘူးဒီနေ့ဆိုရင်တလုံးလေးဘောဝဲလာတဲ့အလုံးကို तू control လုပ်တာအောက်သွားတယ်အာအောက်ပြီးတော့ तू ဘာမှမရခဲ့ဘူးနော် found ball ဖြစ်သွားတယ်အဲ့လိုမျိုးလေးတွေရောတော့တိုးတက်ဖို့လိုသေးတယ်ဒီအမော်ရင်ရဲ့ပုံစံမှာဝင်းဘက်တွေကစားပုံကောင်းမှဒါအဆင်ပြေပါနော်အဲပြီးတော့အားလုံးခြုံကြည့်မယ်ဆိုရင်ဒီပွဲမှာ team work အနေနဲ့ကတော့တော်တော်လေးကိုစိတ်ချမ်းသာဖို့ရှိတယ်ဒီပွဲကိုသူတို့နိုင်ကျင်နေတာအရင်သိကြတယ်အရင်တော့အဝေးကွင်းထဲမှာပြာကြီးပြာဖြစ်သွားလို့ ဟောဥမာပြောရင်ဒီတေကူပြေးလိုက်တဲ့အချိန်မှာသူတို့ပြာကြီးပြာရနဲ့ပြဿနာကြီးတက်မသွားဘဲနဲ့ကောင်းကောင်းပြန်လဲတုံပြန်နိုင်ခဲ့တယ်။ဟိမကွိုင်းကလည်းသူကပတိန်လက်ပတ်ကိုပြန်ပြီးပတ်ခွင့်ရပြီးတော့အန်ဖီမှာအောင်ပွဲခံနိုင်ခဲ့တယ်။အဲဟိမကွိုင်းကခိုင်းလို့ကျွန်တော်တို့ကယ်တင်နေတော့မယ်။ဒါကတော့ဒီဘွဲနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်လေးဒီဘွဲနဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုအာကျွန်တော်ဆွေးနွေးသွားတာဖြစ်ပါတယ်။အသုံးသက်တယ်လို့ပြောအောင်ကျွန်တော်ပြန်ကြည့်ပြီးကမှဘယ်လိုဘယ်ဘယ်နေရာမှာကစားရဲဆိုတာဒါကတော့အသေးစိတ် လုတ်ဖြစ်မှာပဲဒါမျိုးပြောလို့ရပါဒီဘက်မှာတော့အသိပြီလို့ဆရာမလို့လီဗာပူးကတိုက်မယ်ကိုရီကိုရီယူနိုက်တက်ကအစောကတည်းကဒီခံစစ်ကစားမယ်လို့စဉ်းစားပြီးတော့ခံစစ်ကစားထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုပဲလာမယ်ပြင်ပွဲကအပြင်ပြိတ္တအနေနဲ့တော့ပြင်းစရာကောင်းကောင်းကောင်းလိမ့်မယ်ယူနိုက်တက်စောစောကိုရီးယားသွားပဲမယ်လေလီဗာပူးဘက်ကလည်းဘာမှအထူးကြပြန်မတိုက်ဘူးကိုရီယူနိုက်တက်ကလည်းပဲထူကြပထမပိုင်းမှာဘာမှမလုပ်နိုင်တဲ့အတွက်ကြောင့်ဒီဘက်ပြင်းစရာကောင်းတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်မန်ချက်စတာယူနိုက်တက်ကအတွက်ကတော့ဒီပွဲကပထမဆုံးအဝေးခွင့်နိုင်ပွဲလည်းဖြစ်တယ်အမော်ရင်အတွက်နှစ်ပွဲသက်နိုင်ပွဲလည်းဖြစ်တဲ့အတွက်ကြောင့်ဒါကအန်ဖီမနိုင်တာလည်းကြာပြီဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကတော့တော်တော်ချုံမြင့်တဲ့ပွဲတစ်ပွဲတော့ဖြစ်ခဲ့ပြီလို့ထင်တယ်အဲ့တော့ဒါကတော့ဒီပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးပဲ like subscribe လုပ်ဖို့တောင်းဆိုပါတယ်